တကယ်တော့အခုချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြည်သူလူထုကြားမှာတချို့အ ਨੇ ချင်းကြားမှာပေါ့လေဝေဝါးတဲ့အမြင်လေးတွေရှိနေကြတာရှိပါတယ်2008အခြေခံဥပဒေမှာလုတ်တဲ့ရွေးကောက်ပွဲကြီးမှာနိုင်သွားရင်လည်းဘာမှဖြစ်မှာမဟုတ်ပါဘူးနိုင်သွားလဲအလက်ကားပဲမြင့်မှမှုလို့နိုင်မှာလည်းမဟုတ်ပါဘူးဒါကြောင့်မဲပြင်းလည်းအလက်ကားပဲဆိုပြီးတော့ အညံ့ခံဝါဒတစ်ခုပြန့်ပွားနေတာကြောင့်သိထားမိပါတယ်အမှန်တော့အဲ့လိုမဟုတ်ပါဘူးဥပမာ2008အခြေခံဥပဒေဟာပြည်သူတို့အများစုရဲ့ထောက်ခံမှု60နှစ်ရာခိုင်နှုန်းလောက်နဲ့ထောက်ခံမှုနဲ့အတည်ပြုထားတာပါဆိုပြီးတော့ပြောနေရရှိပါတယ်ဒါကိုကျွန်တော်တို့အားလုံးကတော့လိန်ညာမှုတစ်ခုလိုပဲယူဆပါတယ်ဒါတော့ဒီလိန်ညာမှုလိန်ညာမှုဆိုတာကျွန်တော်တို့တသက်ပြလို့မရပါဘူး အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရွေးကောက်ပွဲဝင်တဲ့အခါမှာ2007အခြေခံဥပဒေကိုပြင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုရှေ့တန်းတင်ပြီးတော့ရွေးကောက်ပွဲဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကလူအများစုကြီးရမဲပေးပြီးတော့အနိုင်ရအောင်ဆွမ်းဆောင်လိုက်နိုင်ပြီဆိုလို့ရှိရင်2007အခြေခံဥပဒေဟာလူအများစုရဲ့ထောက်ခံမှုနဲ့အတည်ပြုထားပါလူအများစုကထောက်ခံနေပါတယ်ဆိုတော့လိန်ညာမှုတစ်ခုကျွန်တော်ရိုက်ချူပြီးသားဖြစ်ပါတယ် ဒါပထမဆုံးရလာမယ့်အခွင့်အရေးတစ်ခုပါ။အဲနောက်တစ်ခါကြားလို့ရှိရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကသာအနိုင်ရခဲ့လို့ရှိရင်တမရဟူအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကရွေးကောက်တင်မြှောက်နိုင်မှာဖြစ်ပါတယ်။တမရသည်နိုင်ငံဥရှောင်ဖြစ်ပါတယ်။နိုင်ငံတော်အကြီးအကဲဖြစ်ပါတယ်။နိုင်ငံတော်အကြီးအကဲကနေဥဆောင်မှာဖြစ်မဲ့နိုင်ငံရေးပစ်စုံဆွေးနွေးပွဲကျွန်တော်တို့ရှင်းမှာစူးစမ်းခဲ့တာရှိပါတယ်။၄ပွင့်ဆိုင်၊၃ပွင့်၊၆ပွင့်ဆိုင် ဒီလိုဟာတွေကိုမဖြစ်ခဲ့ဘူးမဖြစ်ခဲ့ဘူးဆိုတာနိုင်ငံတော့အကြီးကဲဆိုတဲ့သူကဖြစ်စေခြင်းနဲ့ဆန္ဒစည်းနာမရှိခဲ့လို့မဖြစ်ခဲ့တာ NLD ကသာတမရတင်မြောင်းနိုင်ခဲ့ပြီဆိုလို့ရှိရင်ဒီလိုရွေးကောက်ဒီလိုတွဲဆောင်ဆွေးနွေးပွဲတွေကဖြစ်ကိုဖြစ်လာမှာဖြစ်တယ်ဒီလိုတွဲဆောင်ဆွေးနွေးပွဲတွေကနေပြီးတော့မြန်မာပြည်ကိုရှေ့ဆက်သွားမယ်အများလက်ခံနိုင်တဲ့နိုင်ငံရေးအဖြစ်ကိုရှာနိုင်သွားမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအခြေကိုရှာနိုင်သွားမယ်လို့တရားရာဂိုင်းလုံးမပြောနိုင်တာမှာ ဖြစ်ဖို့အလားအလာအများကြီးကောင်းသွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်ဒီကမှတဆင့်ကျွန်တော်တို့ဖြစ်ချင်တဲ့ဟာတွေဒီမိုကရေစီပြေဝါရဖို့၂၀၀၈အချိန်ကဥပဒေထိထိရရပြောင်းလဲဖို့စီးပွားရေးနဲ့လူမှုရေးတိုးတက်မှုတွေဆွမ်းဆောင်နိုင်ဖို့နိုင်ငံတော်ရဲ့ချုပ်ချက်အာဏာပြည်သူလူထုလက်ထက်မှာပဲတည်ရဆိုတဲ့အနေအထားမျိုးကြောင့်ရှေ့ဆက်ပြီးလုပ်ဖို့လမ်းတွေပွင့်သွားပြီလို့ကျွန်တော်ပြောနိုင်ပါတယ်။ဒါကြောင့်မဲပေးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရအောင်လို့တက်ဆွမ်းသမျှတတ်နိုင်တဲ့နေရာနေတတ်နိုင်တဲ့နည်းနဲ့ဝမ်ဝမ်ပတ်မကူညီကြပါဒါတိုင်းပြည်အတွက်အကောင်းဆုံးအကျိုးပြုတာပဲကျွန်တော်တို့လာမယ့်မျိုးဆက်တွေအတွက်အကောင်းဆုံးပေးနိုင်တဲ့လှုပ်ဆောင်ချက်တစ်ခုပဲတရားမျှတမှုငြိမ်းချမ်းမှုညီညွတ်မှုဆိုတာတွေကိုအကောင့်ထဲပေါ်တဲ့နေလန်းတစ်ခုပဲပထမဆုံးအရေးအကြီးဆုံးခြေလန်းတစ်ခုပဲလို့ နားလဲစေခြင်းတယ်လို့ပဲဒါကျွန်တော်ပြောခြင်းပါတယ်ခင်ဗျာအခုရွေးကောက်ပွဲကတော့အာမရစရာတွေပြောရင်တော့အများကြီးရှိတာပေါ့25ရာခိုင်နှုန်းရွေးကောက်တင်မြှောက်ဆရာမလို့ပဲ ਨੇ ယူထားတာတချို့တိုင်းပြည်ကပြည်သူများအထောက်ခံတဲ့သူတွေရွေးကောက်ပွဲမှာ သမရမဖြစ်နိုင်အောင်ရွေးကောက်ပွဲနိုင်တည်နိုင်အောင်သမရမဖြစ်အောင်လို့တာစီထားတဲ့ဟာတွေ 2008ခြေကံဥပဒေနဲ့တစ်ဖက်သက်အခွင့်အရေးယူပြီးတော့စစ်တပ်ရဲ့အာဏာတည်မြဲအောင်စစ်အုပ်ချုပ်ရေးအခြေမပြတ်အောင်စီစဉ်ထားတဲ့အခင်းချင်းအောက်မှာလောက်ရတဲ့ရွေးကောက်ပွဲဖြစ်တာဘူးနောက်တစ်ခါရွေးကောက်ပွဲကိုကျင်းပတယ်ဆိုတော့လေရွေးကောက်ပွဲကော်မရှင်ဆိုတော့လေဘယ်လိုက်ဟုတ်ကင်းပြီးတော့တရားမျှတမယ်လို့ယုံကြည်စိတ်ချစရာတိတ်မကောင်းတဲ့အနေထားလည်းရှိတာပါ သို့တော့ဘာပဲဖြစ်ဖြစ်ဘာမှလှုပ်လို့မရတဲ့ပြည်သူလူထုအနေနဲ့25နှစ်အတွင်းမှာဒုတိယပြန်လာတဲ့အခွင့်အရေးကိုတော့လက်မလွတ်တမ်းယူရမယ်လို့ကျွန်တော်ထင်ပါတယ်မှန်ပါတယ်ကျွန်တော်ကစားပွဲရတရားမျှတတဲ့ကစားပွဲမဟုတ်ပါဘူးတစ်ဖက်ဆောင်နေကစားပွဲတစ်ခုပါသို့တော့ဘလောက်ပဲတစ်ဖက်ဆောင်နေထားထားဒီတစ်ဖက်ဆောင်နေထားတဲ့ကြားရရနေပြီးတော့နန်းတိုက်မယ်ပြည်သူအားနဲ့ ရှုံးကနေပြီးတော့အောက်ကနေပြီးတော့နန်းတိုက်မယ်ဆိုတော့အင်းနဲ့အားနဲ့ကို့အင်းကို့အားကို့ဆွမ်းစားကို့ရည်ချင်းကို့စန္ဒာကိုထုတ်ဖော်ပြသနိုင်တဲ့ရွေးကောက်ပွဲတစ်ခုတော့ဖြစ်တယ်ဒီအခွင့်အရေးကိုယူပြီးတော့ဒီအခွင့်အရေးအမေရအသုံးချမဲ့ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒီရွေးကောက်ပွဲမှာနိုင်လိုက်လို့ရှိရင်ကိုဖြစ်ချင်တာတွေအကုန်မဖြစ်ရသေးပေမဲ့2007ခြေခံဥပဒေချက်ချင်းပြောင်းသွားမှာမဟုတ်သေးပေမဲ့ ဒီမိုကရေစီချက်ချင်းရပ်သွားမှာမဟုတ်ပေမဲ့စီးပွားရေးလူမှုရေးတွေချက်ချင်းကောင်းစားသွားမှာမဟုတ်ပေမဲ့အဲ့ဒီအကောင်းတွေဘက်ကိုဥတီတဲ့လမ်းကြောင်းတစ်ခုတော့ပွင့်သွားမှာပါလို့ကျွန်တော်ယုံကြည်တယ်ဒီရွေးကောက်ပွဲမှာတရားမမျှသတိတိုင်အောင်နိုင်အောင်လို့ပြည်သူလူထုရဲ့အင်အားနဲ့ဆွမ်းဆောင်နိုင်ခဲ့ပြီဆိုလို့ရှိရင်ဒီအောင်မြင်မှုကိုအခြေခံပြီးတော့ရှေ့ဆက်အောင်မြင်မှုအဆင့်ဆင့်ကို ယူသွားနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲယူအောင်နိုင်အောင်ကြိုးစားမယ်တန်တန်မြဝိုင်းဝန်းလှုံ့ဆော်ပံ့ပိုးမယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျ။ဒါရွေးကောက်ပွဲပေါ်မှာမြင်တဲ့အမြင်ပေါ့။ရွေးကောက်ပွဲမှာဘယ်သူနိုင်မယ်လို့ထင်တယ်လဲဆိုတော့အခုအချိန်တွေကိုကြည့်လိုက်ရင်တော့အားလုံးလည်းအလွယ်တူတော့ခံမှန်းနိုင်ပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအပြတ်သက်နိုင်မှာပါ။ဘလောက်ပဲညံ့ညံ့ ဘလောက်ပဲဘာသာရေးမှန်လုံးတွေလူမှုရေးမှန်လုံးတွေနဲ့တိုက်တိုက်ဒီမိုကရေစီကိုလိုလားတဲ့ပြည်သူလူထုအမှန်တရားနဲ့တရားမျှတမှုကိုလိုလားနေတဲ့ပြည်သူလူထုကဘာကျော်ခေါင်းဆောင်ရဲ့ဥဆောင်မှုစူးစီးညီညွတ်မှုအင်အားတွေနဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာအပြတ်သက်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်